နည်းရသားသမီးမရှင်များလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေလွဲပါစေနောက်25ခုနှစ်အောက်တိုဘာလ20ရက်နေ့တနင်္ဂနွေသားသမီးများအတွက် တနေ့တာပရက်ဇဒန်ဖြစ်ပါတယ်။တနေ့ခုနေ့သာသမီများအတွက်ဒီနေ့မှာသူများ ပြဿနာမှာ ကိုယ့်ပြဿနာဆိုတလိုမျိုးကြားညက်ပြီးတော့ခေါင်းခံပြီးတော့ဒီနေ့အတွက် ဖြည့်ရှင်ပေးရတဲ့တဲ့မိတ်ဆွေတယောက်အတွက်ကိုလည်းဒီနေ့မှာတအားဆိတ်ရှုပ်စရာစဉ်းကျင်စရာတွေနဲ့တနေ့ခုနေ့သာသမီများအတွက်ကြုံရတတ်တဲ့မြေကိစ္စနေရာကိစ္စအတွက်တွေလည်းဒီနေ့မှာစကားပြောဆို ဖြည့်ရှင်ပေးရတာမျိုးတွေကြုံရတတ်တဲ့ အလုံးနဲ့ပသက်ပြီးသွားရင်တော့ကောင်းတဲ့ခီးအဝေးခီးတွေပါတွေထွက်ရတတ်တယ်။ကျမ်းမာရေးအနေနဲ့ခန္ဓာကိုယ်ရဲ့အောက်ပိုင်းမှာခြေထောက်မှာတတိထားနော်။ထိခိုက်မိတတ်တယ်။ထိခိုက်တန်ရရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာမျိုးမိုင်းသောအရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိဖျားမှာ နွားတို့ကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနည်းရဲ့သာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။တိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေဟာမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေတတ်တတ်ရှင်းလွဲပါစေ။2025ခုနှစ်အောက်တိုဘာလ20ရက်နေ့တနင်္လာသာသမီများအတွက် တနေ့ဒါဟော့စတန်ဖြစ်ပါတယ်။တနေ့လာဒါသမီးများတို့အလုတ်မှာဟိုအလုတ်လည်းမပြီးဒီအလုတ်လည်းမပြီးအလုတ်တွေကမပြီးမပြတ်ဖဲနဲ့တို့လို့တန်လန့်နေဖြစ်နေတတ်တယ်။ဆုံးဖြာခတ်တဲ့အချိန်လေးချက်တဲ့လေးဒီနေ့အတွက်မှာကြုံတွေ့ရတတ်တယ်နော်။ဒီနေ့မှာအရေးကြီးတဲ့လှုပ်ဆောင်ရမယ့်အလုတ်တွေဆိုရင်စိတ်ရှိတီးခန္ဓာကပို့ပြီးတော့အဆင်ပြေတယ်နော်။အိမ်တော်ရေးမှလည်းဘာမှမဖြစ်စလား ပြဿနာတိတိလေးရစပြီးတော့တူနဲ့တူကအထင်မြင်လွဲစရာတွေနဲ့လည်းချုပ်ပြရတတဲ့ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လေအောင်နဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီးအမလည်းတုံးတဲ့သူကဒီနေ့မှစကားများရတာညှင်းခုံရတာမျိုးတွေလည်းဖြစ်တတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှရှိဝါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိ ိရှိဘုရားမှာကိုပြန်းကျော်ကလူပြာမှာဖြစ်ပါလိမ့်ရှင်။ကိုနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေလွဲပါတက်တက်ဆင်အောင်လွဲပါစေ။ 2025ခုနှစ်အောက်တိုဘာလ20ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာအလုတ်သေးမှာအလုတ်မှာစိတ်ညစ်เสียဆိတ်ရှုပ်เสียစိတ်တည်တအားမွန်းကျက်เสียဒီနေ့ဒီနေ့အတွက်ကြုံတွေ့ရတတ်တယ်။ဝေကြီးကံတော့ကောင်းနေနော်။ဝေကြီးကံကတော့တအားကောင်းနေ။ဆုံးဖြတ်ချက်အမားတွေလည်းဒီနေ့မှာ ချမိတတ်တယ်နော်လူကရောင်လဲလဲရောင်ချာချာကြီးဖြစ်နေတတ်တယ်မိမိရဲ့ပဝန်းကျင်အနီးအနားမှာလည်းဝါယာရှော့တွေဖြစ်တာမျိုးတွေဖြစ်တတ်တယ်မိနဲ့ပတ်သက်တဲ့လုံဆောင်တဲ့လုပ်ငန်းတွေလုပ်မယ်ဆိုရင်ဒီနေ့အတွက်အထူးသတိထားနော် ဝါယာရှော့ဖြစ်တာမီးနဲ့ပတ်သက်တာလျှက်စနဲ့ပတ်သက်တာမျိုးတွေဖြစ်တတ်တယ်အခြေအနေအိမ်တော်ရင်းမှာလည်းဒီနေ့မှာជីနူးပျော်ရှင်စရာများနဲ့ကြုံတွေ့ရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့၄နဲ့၅ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအဖြူရောင်နဲ့အဝါရင်းရင်းအရောင်ပဲဖြစ်ပါတယ်ရရာအနေနဲ့မိမိအိမ်ရှိပြားမှာပဲလို့ကလူဝေးရမှာဖြစ်ပါရဲ့ရှင် ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေတက်တက်ရှင်လွဲပါစေ 2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာရွယ်ထားတဲ့လုပ်ငန်းတွေကိုစိတ်ကူးထားတဲ့လုပ်ငန်းတွေရှိတယ်ရွယ်ထားတဲ့လုပ်ငန်းတွေစီးပွားတွေလည်းထပ်ပြီးတစ်ခုကနေနှစ်ခုတိုးဖို့စိတ်ကူးထားတာမျိုးတွေရှိတယ်အဲ့ဒီအလုပ်တွေ ပေါ်လာရင် ရဲရဲသာလှုပ်ဆောင်ပါမုတ်ချအောင်မြင်မဲ့နေလို့ဖြစ်ပါတယ်ချစ်သူစီက နေပြီးတော့လက်ဆောင်ကောင်းတွေရတတ်တဲ့ကံအခွင့်အလန်းတွေဒီနေ့အတွက်အလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ကျမရဲ့အနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေတည်တာနော်။ကျမရဲ့ညံတဲ့တဲအချိုးဖေးတဲ့ကဏ္ဍကတော့၄နဲ့၉ဖြစ်ပြီးတော့အချိုးဖေးတဲ့အကြောင်းမှာ အနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဗျာမှာဈီးဖြော်ရေးကလူပေးရမှာဖြစ်ပါရဲ့ရှင်။ကိုနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိထသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေတတ်တတ်စီလွဲပါစေ။ 2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ဇာတာပရိသသမီများအတွက်တနေ့ဒါဟောစဒန်ဖြစ်ပါတယ်ဇာတာပရိသသမီများအတွက်ဒီနေ့မှာစီးပွားရေးလူမှုရေးကိစ္စတွေမှာအစအစအရရာအဆင်ပြေအောင်မြင်မယ်နော်ကျန်စီသသမီများအရာအားလုံးလည်းဒီနေ့အတွက်မှာအဆင်ပြေမယ်အောင်မြင်မယ်ဝေကြီးကံလည်းအလွန်ကောင်းတယ်နော် အချီရေးမှာစမ်းနေတအားဖွင့်နေတတ်တယ်။ကျမရေးအနေနဲ့တော့သတိထားနော်။အယိုးနဲ့ပတ်သက်တဲ့အကျိုးနဲ့ပတ်သက်တဲ့အာယုံကျောနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအနီရောင်နဲ့ချက်သေးအောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိဖျားမှာသမင်းစီစံကလူပေးရမှာဖြစ်ပါလေရှင်။ ဝနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေတတက်ရှင်လွဲပါစေနထ25ခုနှစ်အောက်တိုဘာလ20ရက်နေ့တောက်ကြသားသမီးများအတွက် တနေ့တာဝဇဒန်ဖြစ်ပါတယ်။ကောက်ကြသားသမီးများအတွက်ဒီနေ့မှာအလုတ်နေရအိနီယာအတွက်မှာ ကောင်းတဲ့ကောင်းသောအပြောင်းအလဲများနဲ့ဂျုံပြရတတ်တဲ့သားသမီးအောက်လက်ငယ်သားတဦးအတွက်တယောက်အတွက်ကိုသူတို့အတွက်ကို ပူကစိတ်တော်ကရဒီနေ့အတွက်တအားကြီးကိုညနေတဲ့တဲသာသမီအောက်လက်ငေသားအတွက်ဒီလေပူပင်ရတဲ့တဲဒီနေ့မှာတောက်ကြသာသမီအတွက်တတိထားနော်ငွေပြောက်တာတခုခုခံရတာငွေအလိန်ခံရတာဝေးချေးနဲ့ တ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေမှာတောက်ကြသားသမီးတို့ဒီနေ့အတွက်တတိထားနော်ကျမ်းမာရေးမှာလည်းလက်မှာထိခိုက်တန်ရာရတန်းတဲအခြေရေးမှာလည်းဝေးလေကောင်းလေဖြစ်နေပြီးတော့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအပြာရောင်နဲ့မယမ်းရောင်ပဲဖြစ်ပါရဲ့ရေရရာအနေနဲ့မိမိအရှိဖျားမှာဂျာဆန်ကြောကလူပေးရမှာဖြစ်ပါရဲ့ရှင် နေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ပိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေကတက်တက်ရှင်ရဲပါစေ2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ စနေသားသမီးများအတွက်ဒီနေ့တောင်ဟောစဒန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာ ဝမ်းသာစရာတွေအောင်မြင်မှုတွေကမရည်ရွယ်ပဲမထင်မဖဲနဲ့ဇက်တိုက်ဆိုသလိုမျိုးတစ်ခုပြီးတစ်ခုကောင်းတာတွေရောက်ရှိလာတတ်တယ်။ရွှေရတနာအလကုံအလပြင်ဆိုင်အမှုပညာနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေလည်းဒီနေ့အတွက် အထူးကောင်းနေအဆင်ပြေအောင်မြင်မယ်နော်။ကျမ်းမာရေးအနေနဲ့တတိထားနော်။အစာမပြီးတော့ကိုလက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိုးပေးတဲ့ကနန်းကတော့ နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအဝါရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအင်ရှိဘုရားမှာစီမီ၅တိုင်းကလူပေးရမှာဖြစ်ပါရဲ့ရှင်။